မင်္ဂလာမနက်ခင်းပါရှင်။စွန်လ10ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်မိတဲ့ထုံးလင်းတင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရွှေကောက်ပွဲကိုနေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွှဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရာထားတယ်ဆိုတဲ့သတင်း။မန္တလေးမြို့အကျုံးအတွင်အမျိုးသားတအုပ်ရဲ့ရုံလောင်းတွေ့ရှိခဲ့တဲ့တဲ့င်။ဟော့ချ်ဖျားဖို့ခီးစဉ်အတွင်အီရန်နိုင်ငံသား73ဦးထပ်မံတဲ့တေဆုံးတဲ့တဲ့င်။တာလီဘန်ခေါင်းဆောင်က အာဖဂန်နိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်တဲ့ထရမ့်ကိုပြစ်တင်ဝေဖန်ခဲ့တဲ့တဲ့နဲ့ကျောက်တယ်လင်ကန်ကိုပေါင်30သတန်းနဲ့ဒေါမောသဘောတူညီမှုရရှိခဲ့တဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဥဆုံးတဲ့တဲ့ပုံအနေနဲ့ရွှေကောက်ပွဲကိုနေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဥစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရာထားတယ်ဆိုတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ လာမည့်ရွေးကောက်ပွဲကိုနေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွှဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရထားတယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါရယ်2025ခုနှစ်ဒသမလအတွင်းကျင်းပဖို့ရထားတဲ့ထွေထွေရွေးကောက်ပွဲမှာမြေတိတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာကျင်းပသွားဖို့စီစဉ်ထားပါတယ်ဆိုတော့မြင်းမြတ်မှုအပေါ်ပြန်လည်ဖြေကြားရမှာ UEC ကအထပ်ပါအတိုင်းထည့်သွင်းဖြေကြားထားတာဖြစ်ပါတယ် နေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရထားပါတယ်။ကျင်းပမဲ့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ရထားပြီးအပိုင်းအလိုက်ရွေးကောက်ပွဲကျင်းပမဲ့ရက်တွေကိုသတ်မှတ်ပြီးမှဖြစ်ပါတယ်လို့ UEC ကပြောပါတယ်။2025ခုနှစ်ဒသမလအတွင်းမဲ့ ရွေးကောက်ပွဲမှာအရင်ကျင်းသုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FBTP နဲ့အချိုးကျကိုစားပြုစနစ် BR နှစ်မျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်ကြောင်းယူရေးစီကပြောပါတယ်။မြို့နယ်ပေါင်း330အမှာရွေးကောက်ပွဲကျင်းပဖို့ရှိပါတယ်ဆိုတဲ့မြင်းမြတ်မှုကိုရွေးကောက်ပွဲကျင်းပမယ့်ရက်ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာဖြစ်ပေါ်လျက်ရှိတဲ့ နေမြေဒေသလုံခြုံရေးအခြေအနေအရရေကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်တွေမှာဆောင်ရွက်သွားမှာဖြစ်ပြီးမကျင်းပနိုင်တဲ့နေမြေတွေကိုလည်းထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။ပြည်တော်စုရေကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီးရင်စရာတွေအရမြို့နယ်ပေါင်း268မြို့နယ်မှာကျင်းပဖို့ရှိပါတယ်လို့ပြန်လည်ဖြေကြားထားပါတယ်။လာမယ့်ရေကောက်ပွဲမှာပြည်သူလွတ်တော်မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေအတွက်မဲထက်ရမယ့်စနစ်နဲ့ပတ်သက်ပြီးအရင်ကျင့်သုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ်အတွက်အဖြစ် FPTP နဲ့အချိုးကျကိုစားပြုစနစ် PR နှစ်မျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်ပြီးတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေနေဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်ပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်း UEC ကပြောပါရယ်။ပြောင်းလဲကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်နဲ့အညီတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတက်ဆိုင်ရာလွတ်တော်အလိုက်မဲဆန္ဒနယ်တွေကိုသတ်မှတ်ပြီးမှာဖြစ်ပြီးနိုင်ငံရေးပါတီတွေရွေးကောက်ပွဲ ။တယောက်ရှင်ပြမှာဖြစ်နေနဲ့လည်းအလိုက်မှာဖြစ်ပါတယ်။ကျောင်းလေးရေကောက်တည်းရဲ့ရေကောက်ပွဲလေရီကိုပြန်ပြီးရှိစီကဥရရတဲ့တရင်နလန်းနဲ့83တွဲမှာအသက်50ခန့်အရွယ်ရှိတဲ့အမျိုးသားအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ကျုံမြောက်ဖတ်ချမ်းမှာတွေ့ရှိရတဲ့အဆိုပါရင်းနှီးတည်ဆုံနေသူကိုနန်းတော်ရှိလူမှုကေဆေးရေးအဖွဲ့ကဆေးယူပြီးမန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဆေးယူရရှိသူဟာလက်တလုံးမှာမြေသူမြေဝဖြစ်မှန်းမသိရသေးပဲပိုင်ရှင်မသိရှိရသေးဘူးလို့သိရပါတယ်။ ိုင်ငံတကာသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါ။ဟော့ချ်ဖျားဖို့ခီးစဉ်အတွင်းအီရန်နိုင်ငံသား73ဦးထံမှနေတင်ဆောင်ခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆော်ရီယာရီပြနိုင်ငံမှာဟော့ချ်ဖျားဖို့ခီးစဉ်အတွင်းအပူချိန်မြင့်တက်မှုကြောင့်အီရန်နိုင်ငံသား73ဦးထံမှနေတေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်းမီဒီယာမှာစွန်ခဏရက်ကဖော်ပြခဲ့ပါတယ်။စွန်6ရက်နေ့အထိ2025ခုနှစ်ဟော့ချ်ဖျားဖို့ခီးစဉ်အတွင်းကွယ်လွန်သွားတဲ့အီရန်နိုင်ငံသားအရေအတွက်73ဦးအထိရှိလာပါတယ်လို့ အီရန်လာချန်းနေအသင်းရဲ့ကျန်းမာရေးနဲ့ကုသရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာတည်ဆောင်းရတဲ့အကြောင်းရင်းတွေကိုအတိအကျဖော်ပြထားခြင်းမရှိပေမဲ့လည်းဖျားမှုတွေကိုအပူရှက်တဲ့အနေရကနေကာကွယ်ဖို့နေအောင်နဲ့ဓာတ်ရိုက်ထိတွေ့တာကိုရှောင်ရှားဖို့နဲ့ရေမြမြတောက်ဖို့တတိပေးထားပါတယ်။လက်တလုံးရပိုင်းအတွင်းဆော်ရီယာရီပြရဲ့မြို့တွေမှာအပူချိန်က48ဒီဂရီဆယ်စီယပ်အထိမြင့်တက်လာတဲ့အတွက်ဖျားမှုတွေအကြောင်းပြင်းထန်အပူရှက်တာတွေဖြစ်နိုင်ပါတယ်လို့ IRN သတင်းမှဖော်ပြထားပါတယ်။ အခုနှစ်မှာဆော်ရီအာရေဗျကိုဖျားဖို့တွားရောက်သူအီရန်နိုင်ငံသား16,800ခန့်ရှိတယ်လို့သတင်းမှာဖော်ပြထားပါတယ်။လွန်ခဲ့တဲ့နှစ်ကဆော်ရီအာရေဗျမှာအပူချိန်57.8ဒီဂရီဆေးဆီယပ်စ်အထိရောက်ရှိခဲ့တာကြောင့်ဟတ်ဖျားဖို့အာဖဂန်နိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်တဲ့ထရမ့်ကိုပြစ်တင်ဝေဖန်ခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အုပ်ချုပ်သူတွေကနိုင်ငံတကာအတိုင်းဝိုင်းနဲ့ပုံမရင်းနှီးတဲ့ဆက်ဆံရေးတရက်ထူထောင်နိုင်ဖို့ကြိုးပမ်းနေချိန်မှာထိပ်သီးတာလီဘန်ခေါင်းဆောင်တို့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အာဖဂန်နိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်မှုအပေါ်ဇွန်9ရက်ကပြစ်တင်ဝေဖန်ခဲ့ပြီးအမေရိကန်ကိုဖိနှိပ်သူလို့ခေါ်ဆိုခဲ့ပါတယ်ထရမ့်အဆိုအရကအခုသတင်းပတ်အတွင်းအာဖဂန်နစ္စတန်နိုင်ငံအပေါ်ဝင်နိုင်ငံပေါင်း12နိုင်ငံကပြည်သူတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်တားမြစ်ပိတ်ပင်ပြီးတဲ့နောက်ပိုင်း ဟီဘာဟူလတ်အခွန်ဇာတာရဲ့မှတ်ချက်တွေဟာတာလီဘန်အစိုးရရဲ့ပထမဆုံးအတီလင်းပြန်လည်တုံ့ပြန်မှုဖြစ်လာခဲ့ပါတယ်။ထရမ့်ရဲ့အုပ်ချုပ်ရေးမိန့်ဟာအမေရိကန်မှာအပြီးပိုင်အခြေချလိုတဲ့အာဖဂန်နိုင်ငံသားတွေနဲ့တက္ကသိုလ်ပညာရေးအပါအဝင်အမေရိကန်မှာယာယီနေထိုင်လို့သူအလုံးအတွက်အကျုံးဝင်လျက်ရှိပါတယ်။တာလီဘန်တွေဟာအာဖဂန်နစ္စတန်ရဲ့အာဏာကိုပြန်လည်ထိန်းချုပ်ခဲ့တဲ့2021ခုနှစ်နောက်ပိုင်းအများပြည်သူနေရာတွေမှာအမျိုးသမီးတွေကိုတားမြစ်ပိတ်ပင်ခဲ့ပြီးအမျိုးသမီးတွေနဲ့မိန်းကလေးတွေကို6တန်းထက်ကျော်လွန်ပြီးပညာသင်ကြားခွင့်တားမြစ်ခဲ့ပါတယ်။ တာလီဘန်တွေဟာအာဖဂန်ရဲ့တရားဝင်အစိုးရဖြစ်ကြောင်းအသိမှတ်ပြုမှုရရှိဖို့ပြက်ကွက်ခဲ့ပေမဲ့လည်းတာလီဘန်တို့ဟာတရုတ်နဲ့ရုရှားအပါအဝင်နိုင်ငံအများအပြားနဲ့တန်တမန်ဆက်ဆံရေးရရှိခဲ့ပါတယ်။အခွန်ဇာတာဟာ၎င်းအခြေချနေထိုင်တဲ့ကန်တာဟာမြို့ကနေအစ္စလာမစ်အားလေးရဲ့အတွင်းသတင်းစကားကိုထုတ်ပြန်ခဲ့တာပါ။တာလီဘန်ပြောရေးဆိုခွင့်ရှိသူစာပေဟူလာမူဂျာဟစ်ကလူမှုမီဒီယာ X မှာမျှဝေထားတဲ့45မိနစ်ကြာအသံဖိုင်မှာအခွန်ဇာတာက အာဖဂန်ပြည်သူတွေအပေါ်ကန့်သက်ချက်တွေပြဋ္ဌာန်းမှုအပေါ် Trump အစိုးရကိုဝေဖန်ခဲ့ပါတယ်။နိုင်ငံပေါင်း၁၂နိုင်ငံကပြည်သူတွေကို American နဲ့ဝင်ရောက်ခွင့်တားမြစ်လိုက်ပါတယ်။ Afghan နိုင်ငံသားတွေလည်းအပါအဝင်ဖြစ်တယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့ Afghan အစိုးရကသူ့ပြည်သူတွေကိုမထိန်းချုပ်နိုင်မဲ့သူ့ပြည်သူတွေကလည်းနိုင်ငံတွေကနေထွက်ခွာသွားကြတယ်လို့သူတို့ကအခိုင်အမာပြောထားကြပါတယ်။အဲဒါကြောင့်သူတို့တွေကဖိနှိပ်သူတွေပဲ။ဒါကိုလူသားချင်းစာနာတဲ့မိတ်ဆွေဖြစ်မှုဆိုပြီးခေါ်ဆိုနေကြတာလားလို့အခွန်စာနာကဝေဖန်ပြောကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းဒီပုံအနေနဲ့ဂျိုးပလင်ကန်ကိုပေါင်30တသန်းနဲ့ဒေါမွန်သဘောတူညီမှုရရှိခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမှာ။ဒေါမွန်အသင်းဟာစန်ဒါလန်အသင်းကအင်္ဂလန်ကွင်းလင်ကစားသမားဂျိုးပလင်ကန်ကိုပေါင်30တသန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။19နှစ်အရွယ်ဂျိုးဘယ်လင်ကန်ဟာရီယယ်မက်ဒရစ်ကစားသမားဂျူ့ဒ်ဘယ်လင်ကန်ရဲ့ညီဖြစ်ပြီးအခုလိုပဲဒေါမွန်အသင်းကိုရွေးချယ်ခဲ့တာပါ ဂျိုးဘယ်လင်ကန်ကိုခေါ်ယူခြင်းနဲ့ကလပ်အသင်းများစွာရှိနေတဲ့အနက်ဒေါမွန်အသင်းကလက်ဝှမ်းမှုယူနိုင်ခဲ့တာဖြစ်ပြီးကနဦးပြောင်းရွှေ့ခြင်းပေါင်26.96တန်းနဲ့အရွန်ဂျေးပေါင်4.2တန်းပေးရမယ်လို့သိရပါဗျ။ဆန်ဒလန်အသင်းကဒေါမွန်အသင်းတခြားအသင်းစီရောက်ထုတ်ခဲ့ပါကပြောင်းရွှေ့ခြင်းရဲ့15ရာခိုင်နှုန်းခန်းစားခွင့်ရမယ်သဘောတူညီမှုလည်းရယူခဲ့ပါသေးတယ်။ဒေါမွန်အသင်းကကလပ်ကမ္ဘာဖလားပွဲဆင်နွှဲရမှာဖြစ်လို့အဲ့ဒီပြိုင်ပွဲအမည်ဂျိုးဘယ်လင်ကန်ကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့သိရပါဗျ။ ဇွန်လ10ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါညနေ၄နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေကောင်းသောနေ့ရက်လေးပိုင်ဆိုင်နေပါစေ